မနေ့ကပြစ်ဆုပ်ပန်းအတင်းမြင်တဲ့ဦးလေးကိုချီရဲတယောက်တက်ကတော်ရဲတွင်ပေါမခဖြစ်လာခြင်းမှာသူ့အတွက်ဟန်ကြမကြကျွန်တော်မပြောနိုင်တော့လဲကျွန်တော်အတွက်မူအတော်ဟန်ကြပါသည်တက်ကတော်ကြောင့်သာမဖြစ်မိကပင်တက်ကတော်နေရင်းနှီးရသောအခွင့်အရေးကိုကျွန်တော်ရခဲ့သည်တပုတ်ပင်ကိုအကြောင်းပြုသောအလွမ်းဆက်များကိုဖတ်ခဲ့ကြားခဲ့ရမှတပုတ်ပင်ကြီးကိုရင်းနှီးခဲ့ရပြီး အဆုံးလိုက်တပုတ်ပင်ကြီးဆိုတာကတော့အတော်ကြီးရဲ့တပင်ကြီးကိုဟူသော အမြင်တရက်ဖြစ်ခြုံယူနီကုံထုတ်ယူခဲ့မိပါသည်ကံတော်တော်ဆိုဒီမှာကံတော်ပင်များအတော်များများပေါက်သောနေရာတစ်ခုပါကလားဟူ၍လဲတီးခဲ့ရပါသည်မြာကျွန်းသာဆိုဒီမှာတော့ခုထိဘာကိုဆိုလိုမှန်းရေရေလဲလဲမတီးခဲ့သဖြင့်ကျွန်တော်ရှင်းပြနိုင်လိမ့်မည်မထင်ပါတက္ကသိုလ်ကျောင်းသားဖြစ်လာသောအခါတွင်မူကျွန်တော်အတွက်အတော်ဟန်ကြလာပါသည် ဥလေးဌာနသို့သွားကားဟိုရောင်ရောင်တရားအောင်လုပ်ရင်ကျွန်တော်သဘောကျသောကျူတာမကလေးများနဲ့ပူရရင်းနှီးခွင့်ရခဲ့ပါသည်။ပေါမောက်ခိုက်သူဖြစ်နေရခြင်းမှာလူဖြစ်နေရခြင်းအထက်မှထူးခြားနေသောဂုဏ်ရည်တရက်နဲ့ပေတူနေသေးတော်သည်။အန်နီမေရီကမူကျွန်တော်ယူသောဘာသာကျွဲများကိုမကြိုက်သည်တမကအထင်ကြီးပုံမရပါ။သူကိုယ်တိုင်က အထူးကုဆရာဝန်မှကြီးဖြစ်နေသည့်ဖြစ်သူတားခဲ့သူဖြစ်နေသောကျွန်တော်ကို တိတ်ပံဘာသာရပ်များကိုလေ့လာစေခြင်းပုံရသည်ဒုတိယနေ့ကျရင်တိတ်ပံကိုပြောင်းခြင်းအနည်းပြောဆိုပေးမယ်ဟုပြောလို့ရှိပါသည်ဆင်စစ်ကျွန်တော်ဒီဝိဇ္ဇာဘာသာရပ်များကိုစိုက်သဖြင့်ယူခြင်းသာဖြစ်သည်ကျွန်တော်ဆယ်တန်းအောင်၍တက္ကသိုလ်တက်ပြီဆိုသောအခါကျွန်တော်လေ့လာခြင်းသောဘာသာရပ်များကိုဖေဖေနှင့်ဦးလေးကိုချစ်ထွေကိုပြောပြမိပါသည်ဖေဖေနှင့်ဦးလေးတို့ကမင်းလေ့လာတာဟာမင်းဖို့ပဲမင်းကြိုက်ဖို့လိုတယ်ဟုသော အတန်တန်လဲတာထွက်ပါသည် ဦးလေးကိုချစ်ထွေးကမူပညာတရက်လေးလာတယ်ဆိုတာမိမယူတာမျိုးပဲကြိုက်မှယူလို့ဖြစ်တာဟူ၍ပြန်ပြောသည်ဒီတုံးကဖေဖေကဟုတ်တယ်တာရဲ့ချစ်ထွေးကိုကြည့်သူကြိုက်တာသူယူထားတော့မေရီဟုတ်တမျှသူခံနိုင်တယ်လို့ပဲဝင်ပြောသေးသည်ကို ခုထိကျွန်တော်သတိရနေမိသည်ရေဒီ100ဒီဂရီတင်စုပွက်၍300ဒီဂရီတင်ခဲသည်ဆိုတော့အတိမျိုးကိုအတိတစ်ခုဟူ၍ဒါကျွန်တော်မြင်ပါသည် လူတယောက်ချင်းစီတွင်တည်၍ဖန်တီးနိုင်ခြေကားနိုင်သည်မဟုတ်ဟုထင်ပါသည်ကျက်တူရေးစာအန်ခိုင်းသလိုတည်ထားသောအတိမျိုးဟုမြင်မိသဖြင့်လူမှုရေးတိုက်ပံရများကဲ့သို့မဆုံးနိုင်သောတွေးခေါ်မှုကြီးများကိုတိဆောက်ခွင့်ပေးမထားဟုထင်မိပါသည်ကျွန်တော်သည်အတွေ့များတဲ့တွင်ပြောချင်ပါသည်အတွေ့များကိုဆန့်ထုတ်ကြည့်ချင်ပါသည်တိမှုတဲ့တွင် ခုံပေါက်ပြေးလွှားကြည့်ချင်ပါသည်ကျွန်တော်ဖို့ဝိဇာပါတာရများလူမှုရေးတိုက်ပံပညာရများအတွင်မှာ အန်ဒီမေရီကဲ့သို့သောဆောင်းမကြီးစိတ်ဝင်စားဆုံးသောဘာသာစကားဆိုသောဘာသာရပ်တည်ပင်အလွန်စိတ်ဝင်စားစရာဟုထင်မိပါသည်။နောက်ဆုံးတွင်မူအန်ဒီမေရီသည်ကျွန်တော်ကိုဘာသာရပ်ပြောင်းခိုင်းရန်မကြိုးစားတော့ဘဲစကားဆက်မိရင်ဒီနေရာမှာတော့မင်းလည်းကိုချစ်ထွေးလိုပဲဟု၍သာငေါတော့တော့ဖြစ်ပြောလေရှိတော်သည်။ကျွန်တော်တက္ကသိုလ်ရောက်သည့်နေ့မှာပဲအခြားဘာသာရပ်များမှအတန်းကြီးတမားများနဲ့တွေ့မိပါသည်။ထိုသူများအထက်တွင် ထူးထူးခြားခြားလူ၃ယောက်ကိုကျွန်တော်ယနေ့အထိမမေ့နိုင်ပါပထမတစ်ယောက်မှာမြန်မာဇာမမောင်ကြီးဖြစ်ပါသည်မမောင်ကြီးမှာဦးလေးထံမကြာခဏလာတတ်သူဖြစ်ပြီးဦးလေးဤစာအုပ်များငှားဖက်လေးရှိသူဖြစ်သည်ဖြစ်ကျွန်တော်တက္ကသိုလ်မရောက်မီကပင်ရင်းနှီးခဲ့ရသောတက္ကသိုလ်ကျောင်းသားဟု၍ဆိုနိုင်ပါသည်ဘာကြောင့်မှန်းတော့မသိပါရန်ဖန်ရန်ခါမမောင်ကြီးအားဦးလေးကမမောင်ကြီးမင်းနာမည်မပြောင်းသေးဘူးလားဟုမေးလေးရှိသူကိုကျွန်တော်တတိထားမိပါသည် သူတို့ဘာသာအတိတော်ပြက်လုံးတစ်ခုဖြစ်မိထင်သည်မမောင်ကြီးကမူကျွန်တော်စီစဉ်နေပါတယ်ဆရာကြီးဟုဖြစ်ရင်တဟဲဟဲရင်နေတတ်သည်ထိုခါမျိုးတွင်ဦးလေးကမြမြလို့ဒီတိုင်းဆိုမင်းတက်လုံးပွဲရမှာမဟုတ်ဘူးဟုပြောရင်းရှိသည်ထိုပြက်လုံးဤကြောထောင်းနောက်ခံအကြောင်းများကိုကျွန်တော်ဘာမှမသိခဲ့ပါကျွန်တော်တည်တည်မှာမမောင်ကြီးသည်နှစ်နှစ်သုံးနှစ်မှတဒန်းတက်ရသူဖြစ်ပါသည်ကျွန်တော်တက်ကတူចောင်းသားမဖြစ်ခင်ကတည်းကတက်ကတူရောင်းနေခဲ့ဒီမှာမှန်တော်လဲ ကျွန်တော်ဘွဲရပြီးသည့်အထိသူတက္ကသိုလ်ကျောင်းသားဘဝကမချွတ်သေးပါမမောင်ကြီးကဲ့သို့တက္ကသိုလ်၏နှစ်ရှည်ကျောင်းသားဘဝတွင်မြဲသည်မှာအောင်တန်းဖြစ်ပါသည်ကျောင်းစာကလည်းဘာမဆိုဖတ်သူဖြစ်သည်ကျောင်းစာထဲတွင်မူယုတ်တိဗေဒဟုခေါ်သော logic ကိုသာစိတ်ဝင်တစားဖြစ်ဖတ်လေရှိသည်နောက်ပိုင်းသူနှင့်အတော်ကြီးရင်းနေသောအခါအောင်တန်းကဘဝမှာ logic မရှိလို့မဖြစ်ဘူး logic မသိလို့မဖြစ်ဘူးဟုပြောလေရှိကြောင်းသိထားခဲ့မိပါသည် အောင်တန်းမှာကြောက်ပရောင်းတချောစီကအင်တော်ကျဲအရန်မှရန်ကုန်သို့လာကတက်သူတက်သူဖြစ်ပါသည်သောတတိဟုခေါ်လိုကခေါ်နိုင်တော်လဲအောင်တန်းမှာမိဘပစံဖြစ်အကျော်သားចောင်းတက်နေသူမျိုးမဟုတ်ပါ သူចောင်းစရိတ်သူရှာ၍ចောင်းတက်နေသူသာဖြစ်ပါသည်ចောင်းတက်ရင်တပတ်လင်း၃ရက်လောက်ဖဲရိုက်ထွက်နေတတ်သည်ငါကပြောလို့ဖဲရိုက်နေတာမဟုတ်ဘူးစီးပွားရှာနေတာဟုသူကပြောလို့ရှိသည်မှာဟုတ်ပုံရသည် အကြောင်းမှာအောင်တန်းဒီကမာယုတ်ထဲတွင်အိမ်ပိုင်ဖြစ်နေသည်သာမကတက္ကစီကအမြဲစီးနိုင်သူဖြစ်သည်တနေ့တော့အောင်တန်းကလဲရန်ဖက်သွားလဖက်ရီတောက်ရအောင်ဟုခေါ်သဖြင့်ကျွန်တော်လိုက်သွားပါသည်လမ်းတွင်စာအုပ်တပွေတပိုင်းနှင့်မောင်မောင်ကြီးနှင့်တွေ့ရာအောင်တန်းကလဖက်ရီဆိုင်သွားမလို့ဟုပြောရာမောင်မောင်ကြီးကပောက်ဖော်ကြီးရှန်ဩစီလားဟုမေးပြီးအောင်တန်းမဖြစ်မီမှာပင်ငါလဲလိုက်မယ်ဟုပြောရင်ကျွန်တော်နဲ့လိုက်လာပါသည်လမ်းတွင်မောင်မောင်ကြီးကအောင်တန်းကို ီမှမရောက်ဖူးဖူးလားဟုမေးရန်အောင်တန်းကဘာမှပြန်မဖြေပဲကောင်းခပြပါသည်မမောင်ကြီးကကျွန်တော်ကိုခုလိုပြောသည်ကိုလိုဒီလဖဲ့ဆိုင်ကိုလိုရောက်ဖူးလဲဆိုင်မျိုးတွေမဟုတ်ဘူးသူစီးသူကန်းတဲ့လဖဲ့ဆိုင်လဖဲ့ဆိုင်လဖဲ့ဆိုင်ပေါ့ဗျာဘာထူးရမှာတော့ဟုတ်တယ်လဖဲ့ဆိုင်တော့လဖဲ့ဆိုင်ပဲတို့အတွက်တိတန့်အခန်းရှိတယ်ဒီတော့ကျွန်တော်စိတ်ထဲတွင်စမ်းတော့အစမ်းသာဟုထင်လိုက်မိသည်ထင်မိသည့်အတိုင်းလဲစမ်းသည်ဟုဆိုရမည် ဆိုင်တို့ရောက်သောအခါအောင်တန်းကဥဆောင်ပြီးနောက်ဖက်စီသို့ဝင်သွားသည် နောက်ဖက်တွင်ပစ္စည်းထားသော အခန်းမျိုးတစ်ခုထဲတွင်လက်ဖက်ရည်စပွဲနှလုံးချထားပြီးနေရန်တွင်စာအုပ်စင်တစ်ခုရှိနေသည်ဒင်းစာအဟောင်းအတော်များများလဲကျမ်းပြင်တွင်ပုံထားသည်ကိုတွေ့ရသည်ပဒင်းပေါက်မရှိသဖြင့်အခန်း၏အလင်းရောင်ကိုနေရန်နှင့်မျက်နှာချအဆက်တွင်တပ်ဆင်ထားသောနှစ်ပေမိကြောင်မှသာရလေသည်စပွဲတစ်လုံးတွင်ကျွန်တော်တို့ထိုင်လိုက်သည်နှင့်ဆိုင်အဝါမှာ ငွေသိန်းစပွဲတွင်ထိုင်သောလူကနောက်မှလိုက်လာပြီးအောင်တန်းနှင့်မောင်မောင်ကြီးတို့ကိုနှုတ်ဆက်တော့အခါမောင်မောင်ကြီးကပင် ထိုသူနှင့်ကျွန်တော်ကိုမိတ်ဆက်ပေးသည်ဒီပုဂ္ဂိုလ်ကကိုလိုမိတ်ဆွေပဲဟုမောင်မောင်ကြီးကမိတ်ဆက်ပေးသည်ထိုအခါမှစ၍ဆိုင်ရှင်ရှန်အောင်သည်ကျွန်တော်ကိုပုဂ္ဂိုလ်ကြီးဟု၍သာခေါ်တော်သည်ပထမဆုံးအချိန်သူဤဆိုင်နောက်ဖက်အခန်းကလေးကိုရောက်လာတော့ကျွန်တော်ကိုထိုအခန်းကလေး၏စီမင်းများပြပြသည်အရေးကြီးဆုံးအချက်တစ်ခုမှာ ထိုခန်းကလေးတဲတွင်လက်ဖက်ရည်ကော်ဖီတောက်ကြသူတိုင်းယနေ့အကြောင်းမနှက်ဖြန်အကြောင်းအနာဂတ်အကြောင်းမပြောကြရမနေ့ကစ၍ဘလောက်ပင်ကြာခဲ့ပြီဖြစ်သောအကြောင်းမျိုးကိုမဆိုပြောနိုင်ကြသည်ရှံအောင်ရှင်းပြနေစဉ်မောင်မောင်ကြီးနဲ့အောင်တန်းကလည်းဝင်ပြီးရှင်းပြတတ်သည်ကျွန်တော်ကတော့နားထောင်နေရင်နားမလည်နိုင်ဆုံးသောအချက်တစ်ချက်ကို မေးကြည့်မိသည်ဘာဖြစ်လို့မနေ့ကအကြောင်းကစလို့အတိတ်ကအကြောင်းတွေပဲပြောကြရတာလဲ ထိုအခါမမောင်ကြီးကရှင်းပြပါသည်အတိတ်ဆိုတာဖြစ်ခဲ့ပြီးပြီဆိုတော့တေချာပြီးပြီပေါ့ကွာပစ္စုပန်ဆိုတာတကယ်တော့ပြောရတဲ့ခက်တယ်ရှာရတဲ့ခက်တယ်ရှာနေတော့ပျောက်ပျောက်သွားတာပဲပစ္စုပန်အကြောင်းပြောခြင်းအတိတ်ကိုအားကိုးရမှာပဲအနာဂတ်ကိုအားကိုးနေလို့မရဘူးအနာဂတ်ဟာဘရောမှမတေချာဘူးဒါပေမဲ့ပစ္စုပန်ဟာအနာဂတ်အတွက်ဖြစ်နေတာမဖြစ်လို့လဲဆိုတော့အတိတ်ပစ္စုပန်အနာဂတ်ဟာဖြစ်စဉ်တွေတခုပဲ ပစ္စုပန်ရက်မနေဘူးဒီတော့ပစ္စုပန်တိုင်းဟာအနာဂတ်အတွက်ဖြစ်နေတာပဲအတိတ်ရဲ့အနာဂတ်ဟာပစ္စုပန်ပဲဒီတော့ဒုသူတွေကရေရာတာတွေစိတ်ကူးနဲ့မှန်းစားတာတွေမစားရဝါမခံနေပြောဆိုမနေကြဘူးရေရာတေချာတဲ့အတိတ်အကြောင်းပဲပြောကြတယ်ထိုနေ့ညနေဘက်ကအိမ်ပြောင်းသည့်အခါကျွန်တော်ဦးလေးကိုချစ်ထွေးကိုထိုအကြောင်းများပြောပြရင်နားမရှင်းသည့်များကိုမေးမြန်းကြည့်မိပါသည်ထိုနေ့ကတောက်ကြနေဖြစ်သည့်ဖြစ်အန်နီမီရီလဲချင်းအန်တီတောက်ရင် တော်တို့သူအရင်းနဲ့ပြောနေသည်များကိုနားထောင်ကရံဖန်ရခဝင်မေးရင်ပြောရင်ရဲတတ်သည်သူတို့ပြောတာအမှန်ဟုဆိုင်ရဲ့အတွေ့အခေါ်မှာအချိန်ခံပြောတာထင်တယ်ဟုဦးလေးကပြောရင်တခြားတွေးကြည့်တော့လေဟုတ်တုတ်တုတ်ရဲဟုဆိုသည်ထိုအခါအန်နီမေရီကကျွန်တော်ကိုမင်းတို့ကိုမနေ့ကပြစ်ဆုပ်ပတ်အသင်းလို့အန်နီကနာမည်ပေးလိုက်မယ်ဟုပြောရမှနောက်ပိုင်းတွင်မောင်မောင်ကြီး အောင်တန်းတို့အင်လာလေသည့်အခါတိုင်း မနေ့ကပြဿုပ်ပံအတင်းသားများဟုအနီမေရီဒါမကဦးလေးကိုချစ်ထွေးကပါညွှန်းလေးရှိသဖြင့်မနေ့ကပြဿုပ်ပံအတင်းဟုသောအမည်မှာတရားဝင်မဟုတ်တော့လဲတွင်နေပါတော့သည်တို့အယူဆမှန်မမှန်ကိုကျွန်တော်အနေဖြင့်ပြောရဲမဆုံးဖြတ်ရဲတော့လဲကျွန်တော်ဤတက္ကသိုလ်ကျောင်းသားဘဝကရှန်အောဤလဖေးဆိုင်နောက်ခန်းကလေးကိုတွားရင်စိတ်ကျဉ်နှံ့မှုအများအပြားရခဲ့ဒီမှာအမှန်ပဲကျွန်တော်ကမူတခြားသူတို့နဲ့အကြောင်းပါသွားကြတော့ကျွန်တော်ကို ြန်မကြိုက်သည့်ကောင်မလေးများအကြောင်းအပြောများပါသည်အစာပိုင်းတွင်ကျွန်တော်ပြောခဲ့သည့် အချက်တစ်ချက်ကိုဤနေရာ၌ပြန်ရွေးဆက်ချင်ပါသည်ထူးထူးခြားခြားကျွန်တော်မမေ့နိုင်သော တက္ကသိုလ်ကျောင်းသား၃ယောက်အနက်မှနောက်ဆုံးတစ်ယောက်အကြောင်းဖြစ်ပါသည်သူ့အမည်မှာတိန်တွင်ဖြစ်ပါသည်တိန်တွင်မှာမမောင်ကြီးနဲ့အောင်တန်းကိုဒါမကရှန်အော်ဤလက်ဖဲ့ဆိုင်နောက်ခန်းတွင်လက်ဖက်ရည်တောက်သူမှန်သမျှကိုမကြိုက်ပါသူ့ကို အောင်တန်းတို့ကအနာဂတ်ဤတားကောင်း အနာဂတ်ဤသူရဲကောင်းကြီးစသည်ဖြင့်ခေါ်ကြပါသည်တိန်တွင်ကမူအောင်းတန်းတို့အားမတာတွေဟုအမြဲညွန့်လေးရှိသည်ဆိုလိုသည်မှာမရှိတော့သည့်သူများအတိတ်ကလူများဟူ၍ဖြစ်သည်တိန်တွင်သည်မမောင်ကြီးတို့၏အတိတ်တည်သာတေချာသည်ဟုသောအမြင်ကိုအလွန်မုန်းသည့်သူဖြစ်သည်သာမကလူဟာအနာဂတ်အတွက်ပဲအသက်ရှင်နေတာအနာဂတ်မရှိရင်လူဟာအသက်ရှင်နေစရာကိုမလိုဘူးဟုပြောလို့ရှိပါသည်တနည်းအားဖြင့် စကားတဝိုင်းနဲ့ထိုင်ပြီးကြာ၍တယောက်နဲ့တယောက်စကားအနိုင်လူပြောကြသောနှစ်ဖက်စလုံးတွင်ချက်ကြကြပြောနိုင်လောက်သောစင်ကြယ်စင်လက်များပါကြပါသည်နားထောင်၍အတော်ကောင်းလာပါသည်တခါကဥလေးကိုချစ်ထွေးအားတွင်ဤအမည်ပြောပြသောအခါဥလေးကသူတို့ချင်းအယူဆကတော့တူတူပဲကွာတနေ့ရမှာလွဲနေတာဥလေးလည်းတိတ်တော့ရှင်းမပြတတ်ဘူးဟုဆိုခဲ့ဘူးဒီကိုယနေ့တိုင်သတိရနေမိသေးသည် တက္ကသိုလ်ကျောင်းသားဘဝပြီးဆုံးသွားပြီးနောက်ကျွန်တော်ဒီလေးလာရာကိုကြောပိ၍လွင့်ကျင်တိုင်းလွင့်ခဲ့ဒီမှာအတော်ကြာသွားခဲ့ပါသည်မကြာခင်ကမူတက္ကသိုလ်ပရဝင်အနားရောက်သဖြင့်ကမာရွတ်လေရန်ဘတ်တို့လမ်းလျှောက်ထွက်ခဲ့မိပါသည်လမ်းလျှောက်လာရင်တင်းနှင်းခဲ့ပြီဖြစ်သောမမောင်ကြီးကိုတတိယလိုက်မိတကယ်တို့ကမာရွတ်တွင်နေသောအောင်တန်းကိုတတိယလိုက်မိပါသည်အောင်တန်းမှာအောင်မြင်သောကုံတွေပွဲစားကြီးဘဝမှာအနားယူရင် အညာတို့ပြန်ပြီးဘဝဤစည်းစာကိုခန်းစားနေကြောင်းကြားသိရပါသည် တိန်လွင်လဲပေါမောက်ခဘဝမှာအနာယူပြီးကမာယုလဲတန်းဘတ်တွင်ပြီးနေကြောင်းကြားသိရတော့လဲအငိမ့်စားယူသွားကြတဲ့ကမိသူနဲ့မှအဆက်အသွယ်မရှိသဖြင့်လိပ်စာအတိအကျမသိရပါလမ်းလျှောက်နေသူတို့အကြောင်းကိုတတိယတော့အခါရှန်အောဤလက်ဖက်ရည်ဆိုင်နဲ့မင်းကပြစ်စုံပံအတင်းကိုကျွန်တော်တတိယလိုက်မိပါသည် ကျွန်တော်လဲစမ်းတဝဝဖြစ်ရှံဩဆိုင်ရှိရာသို့လမ်းလျှောက်ရင်းရှာကြည့်ခဲ့မိသည်ရှံဩဆိုင်မှာဟိုတုန်းကလိုပင်ဟုပြောရမည်ခွေးချီများနေရာတွင်ပလတ်စတစ်ကလထိုင်များနှင့်ကော်ဖီမုတ်ကြော်ညာဘီယာကြော်ညာများကိုစိုင်ဝါတွင်တွေ့ရသည်သာထူးခြားသွားသည်ဟုထင်သည်ကျွန်တော်ကစိုင်ဝါတွင်ရက်၍အထဲစီသို့လှမ်းကြည့်နေစဉ်မှာပင်ငွေသိန်းကောင်တာမှလူငယ်ကလေးတဦးထွက်လာပြီးဦးလေးလာပါအတွင်ကန်တဲကို လာပါဖေလဲရှိတယ်ဟုပြောရင် အတွင်းတို့ခေါ်လေသည်ကျွန်တော်ကောင်းတဲ့တွင်မူစဉ်းစားရမိရမင်းကဘသူတုံးငါ့ကိုဘလို့တိတတုံးဟုမေးလိုက်တော့အခါထိုလူငယ်ကလေးကကျွန်တော်ဦးတိန်လွင်သားပါဦးလေးကိုကျွန်တော်သိပါတယ်ဟုပြောတော့အခါကျွန်တော်အံ့အားသိမိသည်သူကဆက်ပြောပြန်သည်ဦးရှောင်းကိုဆုံးသွားကလေးကကျွန်တော်ဒီဆိုင်ဝယ်လိုက်တယ်အခုကျွန်တော်ဆိုင်ပေါ့ဦးလေးတို့မနေ့ကပြစ်ဆုတ်ပန်တဲ့အခန်းကလေးလေဒီတိုင်းထားတယ်ဟိုတော့ကအတိုင်းလက်ဖက်ရည်တောက်ရင် စာဖတ်ခြင်းစကားပြောခြင်းလဲလူတွေအတွက်ပဲအဖေလဲပင်စင်ယူပြီးကလေးကနေ့တိုင်းအဲ့ဒီအခန်းထဲမှာတယောက်တည်းထိုင်ပြီးတရင်စာအဟောင်းတွေဖတ်တယ်တိတ်အိတ်ခြင်းမှသူ့အခန်းထဲတော့အိတ်တော်တယ်ခန်းထဲရောက်သောအခါတရင်စာအဟောင်းပုံတစ်ပုံပေးတွင်ထိုင်ရင်းမျက်မှန်အထူးကြီးတတ်ထားသောတိမ့်လွင်ကိုတွေ့လိုက်ရသည်မျက်စိအတော်မှုန်သည့်ဖြစ်တွေ့တွေ့ချင်းကျွန်တော်ကိုမမှတ်မိတော့လဲအတန်ကြားလိုက်တဲ့ဝန်တာအာရကျွန်တော်ကိုလန့်ဖတ်ရဲ့ ကိုတို့ပြန်မတွေ့ကြတော့ဘူးလို့ထင်တာကွာဟုပြောသည်ကျွန်တော်နဲ့ကိုသိန်းလွင်တို့ရှေးကအကြောင်းများနှစ်နာရီသုံးနာရီခန့်ထိုင်ပြီးစကားပြောပြကြသည်ကျွန်တော်သတိထားမိတော့အချက်တစ်ခုမှာစကားပြောရင်ကိုသိန်းလွင်ကမောင်မောင်ကြီးနဲ့အောင်တန်းကိုရည်ညွှန်းကဟိုမသားနှကောင်ကိုကိုသိန်းသတိရတာပဲဟုသောစကားကိုအကြိမ်ကြိမ်ပြန်ပြောခြင်းဖြစ်သည်ကျွန်တော်ကပြန်တော့မိဟုဆိုသောအခါကိုသိန်းလွင်ကလက်ဆွဲနှုတ်ဆက်ရင်ခုတော့ကွာကို့တို့အနာကဟာတေးဖို့ပဲ သိမယ်လို့ထိုင်ဆောင်နေတာပဲဟုပြောသည်ထို့သူပြောနေစင်ပါပဲထူထဲတော့သူ့မျက်မှန်ထဲမှာသူ့မျက်လုံးများကခြေနဲ့တာယာစွာပြုံးနေကြအောင်ကျွန်တော်တွေးလိုက်ရမိသည်တက္ကသိုလ်ရိပ်သာလမ်းတိုင်းလမ်းလျှောက်ရပြန်လာရင်မိုးကောင်းငင်ကိုကျွန်တော်မကြာမောကြည့်ခြိုင်းမိပါသည်ညနေဘက်တွင် ပုံမှန်မိုးရွာတတ်သည်ဟုဆိုသည့်ဖြင့်မိုးများရွာမလားဟုသောအတွေ့အဖြစ်ကြည့်မိနေခြင်းဖြစ်သည်ကောင်းငင်တွင်မိုးသားများမဲနေတော်လဲ မြည်သည့်အခါတွင်မိုးရွာမည်ကိုကျွန်တော်မပြောနိုင်။လမ်းဘေးတနေရာတွင် တွေ့လိုက်ရသောချိုင်းခွက်ကလေးတစ်ခုအတွင်ရေတင်နေသည့်ကို တွေ့လိုက်ရသဖြင့်ဆော့ဆော့ပိုင်းတစ်ချိန်ချိန်ကမိုးရွာခဲ့သည်ဟု၍ကတိလိုက်ရမည်သည်။အင်အားလမ်းထဲသို့ချုံးဝင်လိုက်သောအခါဦးလေးကိုချစ်ထွေးအန်တီမေရီမောင်မောင်ကြီး အောင်တန်းမင်းကပြစ်ဆုံးပန်းအတင်းစသည့်အကြောင်းများကျွန်တော်အသေးသေးတွင် ပေါ်လာပြန်သည်။တစ်ချိန်ထဲမှာပဲ အမည်မသိအင်္ဂလိပ်ကဗျာဆရာတဦးဤကဗျာတဲကစာကြောင်းကလေးနှစ်ကြောင်းကိုလမ်းလျှောက်နေရင်ရည်ရွယ်လိုက်မိသည် You can thank your back on tomorrow and live yesterday or you can be happy for tomorrow because of yesterday မြင့်တား